그래서 저러리 문화의 정부 야위피도죠. 저러 한국의 도시 우리아의 저러리 묘로에 받아비로 리라지메 진짜 일이 따로 없잖아요. 저러 이 문화 정부 야위 사는에리 미아라 봐 미아라 일이 따로 하면은 에 들리소리 보세비라 봐. 오케이, okay, 다시 제가 도와주자면 한국에는 꼬리아마가로 한 개의 특별시, 테쿠레도 특별시 두 묘. 꼬리아마가로 테쿠레도 두 묘. 아래서 소, 서울, 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 서울. 꼬리아가로 테쿠레도 묘, 두 묘, 소네. 고리아마소에 시아이 형성 화보노 정나루고 리사함 때문에 미얀마루리 လက်လေးထောက်ပြီးတော့ရှင်းပြမယ်။ចောင်းသားတော့ slide ပြီးတော့မကြည့်သေးနဲ့အကြောင်းအရာပဲမှတ်ပြီးမှတစ်လုံးချင်းပြန်ရှင်းပြမယ်နော်။ဘုရားမှာကတော့တခုတည်းသောအထူးမျိုးစိုးမျိုးနဲ့တခုတည်းသောအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမျိုးတော့စေကျုံမျိုးပြီးရင်6ခုသောမျိုးတော့အဲ့တော့ကျော်စော့ကေခွန်ယောက်ရှိ6ခုသောမျိုးတော့တော်မို့လေမျိုးတော်ကြီး6မျိုးကတော့인천대전부산울산 ဒေဂူဝမ်ဂျူဆိုပြီးတော့ရှိတယ်အပြန်ပြောမယ်နော်တခုတည်းသောအထူးမျိုးကဆိုတခုတည်းသောအထူးကိုပိုင်အရှုခွင့်ရမျိုးကဆဲဂျုံ၆ခုသောမျိုးတော်မျိုးတော်ကြီး၆ခုကတော့အင်ချွန်ဒေဂျွန်ပူဆန်ဥလ်ဆန်ဒေဂူဝမ်ဂျူဆိုပြီးတော့ရှိပါတယ်ဆိုကတော့ကိုရီးယားမှာအကြီးဆုံးမျိုးဖြစ်ပြီးတော့ဒီနိုင်ငံကြီးတွေစီးပွားရေးတွေယဉ်ကျေးမှုတွေရဲ့အချက်စာအတိအကျတဲ့နေရာဖြစ်တဲ့ သူ့အနီးနားမှာရှိတဲ့ internal ကြောင်မျိုးနဲ့လည်းပဲအတူတူဆရာတို့မြို့တော် area ဖွဲ့စည်းထားပြီးတော့ဒီ data တွေမှာရှိတဲ့เนาะဒီ data မှာကတော့50ရာခိုင်နှုန်းကျော်လို့ ਨੇ ပူရီးယားလူမျိုးတွေကနေထိုင်နေဆိုတော့ internal ကြောင်ကြီးတော့ဒါပဲရှင်းတာเนาะ so internal ကြောင်ကြီးတော့ပြန်ပြောမယ်နော်အနီးနားမှာဆိုလို့ရှိရင်ဆိုရဲအနီးနားမှာရှိတဲ့ internal ကြောင်ကြီးတို့နဲ့အတူတူမြို့တော် ADR ဖွဲ့စည်းထားပြီးတော့ဒီဒေတာမှာဆိုရင်50ရာခိုင်နှုန်းကျော်လို့ねကိုရီးယားလူမျိုးတွေကတော့နေထိုင်နေဒါလေးပဲเนาะခေါ်ကြပါဒါနေထိုင်ပြီးနောက်တစ်ခုကကျော် Incheon ကတော့တဲ့ Incheon မြို့ကတော့ကိုရီးယားရဲ့เนาะတကားဝအနေဖြင့်ကိုရီးယားရဲ့ main တကားဖြစ်ပြီးတော့ဆိုလို့ရှင်တာကိုရီးယားရဲ့တကက် main ကြတဲ့နေရာပေါ့เนาะ main တကားဝဖြစ်ပြီးတော့ကိုရီးယားနိုင်ငံရဲ့ main တကားကတော့ Incheon ဖြစ်တယ် ါကြောင့်မလို့အင်ချွန်ကတော့ကိုရီးယားနိုင်ငံရဲ့မင်းတကောင်အနေဖြင့်မင်းတကောင်ဖြစ်ပြီးတော့အင်ချွန်အင်တာနေရှင်နယ်လေစိတ်နဲ့အင်ချွန်ဆရာတို့ဒီတမောစိတ်ကံကြီးဝီချီဟဲအစ်စမီတာတည်ရှိပါတယ်လွယ်လွယ်လေးပဲနော်အရင်ဆုံးနားထောင်အောင်ပြီးမှစာကြည့်ပါမယ်အဲအကြောင်းတော့အနေနဲ့ကဒီအခန်း1နဲ့3နေမှာဆိုရင်စာရီကိုပဲ main ကြည့်ပါအဲဆရာတို့ဒီဘုန်းတော်ရဲ့အကြောင်းပေါ်လို့ဆိုရင်အရင်ဆုံး နားထောင်မယ်နားထောင်မယ်တခါတည်းရဖို့မလွယ်ပါဘူး။ဒါကြောင့်လဲဆိုရင် step by step ပေါ့တဆင့်ချင်းတဆင့်သွားမယ်အခါမှာဒီမွန်းသွားကြောင်းပို့တွေဆိုတာကအရန်ကိုအစင်မြင့်နေ။အဲ့တော့ကျောင်းသားတို့ဒီစာလေးတွေကိုကြည့်ထားဆရာရှိရတဲ့စာကိုနားလည်အောင်လုပ်ပြီးပြီးစာရရပြီဆိုရင်မှမွန်းသွားကြောင်းပို့ကိုဆရာရှင်းပြအောင်သုံးလေးခေါက်ဗမာလိုပဲနားထောင်ပြီးမှတစ်ခုချင်းကြည့်ပေါ့။နောက်တစ်ခေါက်လာပြန်ကြည့်မယ်။ဒါဆိုရင်ကျောင်းသားတို့ကအဲဒါအလွယ်သွားမှာနော်။ကိုရီးယားမှာကတော့တစ်ခုတည်းသောမြို့ အထုမြို့စိုးမြို့နဲ့တက်ခုတဲသောအထုကိုပိုင်အုပ်ချုပ်ရမြို့တော်ဆဲကျုံမြို့အဲ့တော့မြို့တော်ကြီး6ခုအင်းချွန်ဒေဂျွန်ပူဆန်ပူဆန်ဒေခုဝမ်ဂျူဆိုပြီးတော့ရှိတယ်ဆိုကတော့ကိုရီးယားမှာအကြီးဆုံးသောမြို့အနေဖြင့်မြို့ဖြစ်ပြီးတော့နိုင်ငံကြီးတွေစီးပွားရေးတွေယဉ်ကျေးမှုတွေရဲ့အချက်အချာကြတဲ့နေရာဖြစ်တယ် အဲ့ဆိုရဲ့သူပြောနေအနီးနားမှာဆိုရင်လည်းပဲအင်ချွန်တို့ကျောင်းကြီးတို့ ਨੇ အတူတူမြို့တို့အိဒီယာဖြစ်ဖွဲ့စည်းထားပြီးတော့เนาะဒီဒေတာမှာဆိုရင်အဲ့တော့ဆိုရဲ့အင်ချွန်ရဲ့ကျောင်းကြီးရဲ့ဒီဒေတာမှာဆိုလို့ရှိရင်90ရာခိုင်နှုန်းကျော်သောဥရီးယားလူမျိုးတွေကခေါ်ကြွမိတာနေထိုင်နေအင်ချွန်ကတော့ဥရီးယားရဲ့အဓိကတကားမိန်းတကားကြီးဖြစ်ပြီးတော့အင်ချွန် အဲ့ဒီဗီဇာရလေးစိတ်နဲ့အင်ချွန်ဆယ်တော့ဒီတမောစိတ်ကံကတည်ရှိပါတယ်ဒါဆိုရင်တော့ကောင်းကောင်းကြီးနားလည်သွားပြီနားလည်ပြီဆိုရင်တော့ဆယ်တော့ဒီဆယ်တော့ဒီတိတိချာချာလေးစင်ရှင်းတစင်ရှင်းဆယ်လေးရှင်းပြလို့ရပါပြီเนาะ한국에는고리아마가로한개특별시တခုတည်းတော့အထူးမျိုးစုမျိုးနဲ့한개특별시တခုတည်းတော့특별자치시 두레도아두쿠바의옥쇼쿠야묘세종묘여섯개차쿠대차쿠도광역시묘로지 인천 대전 부산 울산 대구 광주가 있습니다 광주소비로 시발에 서울은 소묘가로 한국에서 우리아 가장 큰 도시로 아치마성도묘 내편 뜻이 비로 정시 정치 정치 s 라 자로 리 g chi sura a 로 경제 시바이 문화 인지 무리의 중심 아디카 메인 지 s 라내야 메인 니야가 입니다 p 바 e 아차차 p 바 e 아차차 p 동 r 하 e 주변에 니나 마 s 로 a 소가 인천 이 경기도와 함께 인천로 경기도로 네두두 수도권을 이루며

အဲ့တော့အဓိကမိန်တကားကြီးအနေဖြင့်เนาะအဓိကတကားဝါကြီးဖြစ်ပြီးတော့ဒီလိုပြန်ပြန်လေးရတယ် Incheon Gukje Gonghamne Incheon ABB ဆိုင်ရာ Incheon Incheon မဲ့ကျဲ ABB ဆိုင်ရာ internationally အဲ့တော့ Gonghang လီစိတ်နှစ် Incheon Hang အဲ့တော့ Incheon Pok တနည်းအားဖြင့် Incheon Sekgang က Wichihe Simida နေရာယူထားပါတယ်ဆိုတနည်းအားဖြင့်တည်ရှိပါတယ်ရှိပါတယ်ဆိုတဲ့အဓိပ္ပာယ် Isimida ဆိုပြီးမှပြောလို့လည်းရပါတယ်ဒါဆိုရင်ကျွန်တော်တို့ 해지자말이 말해 한국에는 한 개의 특별시 서울과 한 개의 특별자치시 세종, 여섯 개의 광역시 인천, 대전, 부산, 울산, 대구, 광주가 있습니다. 서울은 한국에서 가장 큰 도시로 정치, 경제, 문화의 중심지입니다. 주변에 인천, 경기도와 함께 수도권을 이루며 이 지역에는 50%가 넘는 한국 사람들이 거주합니다. 인천은 대한민국의 관문으로서 인천국제공항과 인천항이 위치해 있습니다. 그럼 위치에 있습니다. 있습니다네. 두리바너. 게 다소이너 전화로와 အဲဆရာတို့စက္ကန့်အနည်းငယ်လေးပေါ့နော်စက္ကန့်အနည်းငယ်30စက္ကန့်လောက်လေးဖတ်ကြည့်ပါပြီးပြီဆိုရင်နောက်တစ်ခုဆက်သွားပေးပါမယ်နော် โอเคดาสเวนเชอร์สลับไปอ่ะพี่อ่ะปูซาน한국에서우리아마두번째로누리하며언니피큰도시로지마도묘지언니피그럼드니아피부산가로우리아의두리하며지성묘피세계적인규모의그럼 ဆက်ကဲ jogging ဆိုတာကတော့တနည်းပြောမယ်ဆိုကဘာအဆင့်မီပဲရှင်းတာပါเนาะကမကဘာအဆင့်မီဂယူမိုဆိုတာအတိုင်းတာအဲ့တော့ကဘာအဆင့်မီအတိုင်းတာရဲ့ဆိုတော့ကဘာအဆင့်မီပဲပြန်လိုက်ရပြီเนาะဂယူမိုဆိုတော့အတိုင်းတာခီကဘာအဆင့်မီအတိုင်းတာရဲ့ဘူဆန်ဟန်ကြီးစမြောဘူဆန်စိတ်ကန်းကရှိပြီးတော့ဆိုတော့ကဘာအဆင့်မီအတိုင်းတာတော့ဆရာဖြောက်ပြန်မယ်เนาะဘူဆန်ကတော့ကိုရီးယားရဲ့ဒုတိယမြောက်အကြီးမားဆုံးမြို့တယ်မြို့တော်ဖြစ်ပြီးတော့ 그파 세미 부산 세양아 시비로 아름다운 라빠도 해변이 있어 빈레간 시가 시로 많은 관광객들이 냐피아레 키도아 에데리가 방문합니다 라야우 레페자레 인근에는 라트로마가로래 인근에는 라트로마가로 s o r 리 y s o r 인근에서 니나마가로를 표면하니더와이를 표현하면 말이 인근에는 안니더와이 마가로. 바로 안니더와이 마가로 자동차 가. 바로 가사용이 되시나요? 안니더와이 마가로 가사용이 조선. 조선소가 저뜬 번에 빠뜨려 사리고 되시나 봐. 데모디 싸우이 번호. 가사용이 결과 조선 뜬모디 싸움물이 비비 솔루션. 중화학 산업. 중화학 산업소가 다루리 비라 산물 농간. 중

ကမ္ဘာအဆင့်မီဘူဇာစိတ်ကမ်းရှိပြီးတော့လှပတဲ့ပင်လယ်ကမ်းရှိကရှိရတဲ့ကြောင့်များပြားသောခီးသွဲဧည့်သည်တွေကလာရောက်လည်ပတ်ကြပါဗျ။အဲ့တော့အနီးတဝိုက်မှာဆိုလို့ရှိရင်လည်းပဲအနီးနားမှာလည်းပဲဆိုအနီးတဝိုက်မှာဆိုရင်ကားဆက်ယုံတွေကားထုတ်လုပ်ရေးတွေနောက်တစ်ခုကဆရုပ်တွေဒီတမောအဲတမောစမတမောထုတ်လုပ်ရေးတွေပေါ့နော်တမောတိဆောက်ရေးတွေတမောဆိုထုတ်လုပ်ရေးဆိုင်လို့တမောကိုတိဆောက်ရေးတွေတုံးပါတယ်။တမောတိဆောက်ရေးတွေနောက်တစ်ခုကဓာတ်စက်မှုလုပ်ငန်းတွေက ဖွံ့ဖြိုးတိုးတက်တဲ့เนาะအဲ့တော့ဂျုံဟာဟတ်ဆိုတာဓာတုဓာတုပိရဓာတုပိရဆိုင်ရလည်းပြောလိုက်ရအောင်เนาะဓာတုအဲ့တော့ဓာတုစက်မှုလုပ်ငန်းတွေဓာတုစက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်တော့ဂုံအုပ်ဒုရှိအဲ့စက်မှုမျိုးတော့ကစက်မှုမျိုးတော့ဖြစ်တဲ့ဥဆန်းဟာ있습니다ဥဆန်းဟာရှိပါတယ်ဒါဆိုတော့လွယ်လွယ်လေးပဲเนาะတွားကြည့်ပါမယ်အရင်ဆုံးဖတ်ကြအောင်ဥဆန်းနှုန်းဥဆန်း 사이다 밤에 바람 아노바우 부산은 한국에서 두 번째로 큰 도시로 세계적인 규모의 부사항이 있으며 아름다운 해변이 있어 많은 관광객들이 방문합니다. 인근에는 자동차, 조선, 중화학 산업이 발달한 공업도시 울상이 있습니다. ying zong, chela saka, gongza lau li paji ba, bie ta shi bia ba me. Kala bia paji ja ya, busan은 한국에서 두 번째로 큰 도시로 세계적인 규모의 부산항이 있으며 아름다운 해변이 있어 많은 관광객들이 방문합니다. 인근에는 자동차, 조선, 중화학 산업이 발달한 공업 도시 울산, 불산, 이 있습니다. 바로 부산의 바다를 계사이에 개발해 부산의 바다를 아니고 제가 대가로 합의 ပြန်ပြီးတော့အသေးစိတ်ပြန်ကြည့်ပါဘာလို့ခဏခဏရှင်းလဲဆိုရင်လေအကြောင်းအရာရလို့ရှင်ကျောင်းသားတို့ကစာအော်တိုရတော့ပါပြီเนาะအဲ့တော့ပြန်သွားကြည့်ပါမယ်ဘူဆန်ကတော့ကိုရီးယားမှာဒုတိယမြောက်အကြီးဆုံးဖြစ်ပြီးအာ sorry ဘူဆန်ကတော့ကိုရီးယားမှာဒုတိယမြောက်အကြီးဆုံးမြို့ဖြစ်ပြီးတော့เนาะကပအစင်မီဘူဆန်စိတ်ကမ်းလည်းရှိတယ်ပြီးတော့လှပတဲ့ပင်လယ်ကမ်းရှိတဲ့ရှိတဲ့အတွက်ကြောင့်ဒီခီးသွားဧည့်သည်တွေကအများကြီးတော့အများကြီးတာရောက်လက်တက်ကြတယ် တော့အဲ့လောက်တင်လည်းမကသေးဘူးပေါ့နော်ဒီအနီးနားမှာဆိုရင်လည်းပဲဆရာတို့တွေကားတို့နောက်ပြီးလို့ရှိရင်အဲဆရာတို့တွေဒီတမောတိဆောက်ရီးတို့ပြီးပြီဆိုရင်ဓာတုစက်မှုလုပ်ငန်းတို့ရှိတဲ့ရှိတော့ဆရာတို့တွေစက်မှုမြို့တော်ပူဆန်းလည်းရှိပါတယ်တဲ့အဲဒါလေးပါပဲနော်ပူဆန်းရေးပြီးမှာโอเคဒါဆိုပူဆန်းနဲ့ပတ်သက်ပြီးတော့လည်းနားလည်ပြီးလို့ထင်ပါတယ်တစ်ခါတော့အတူတူပြန်ဖတ်ကြည့်မယ်နော်ပူဆန်းမှန်ဟန်ကူရဲ့သဘွန်ဂျေရော 큰 도시로 세계적인 규모의 부산항이 있으며 아름다운 해변이 있어 많은 관광객들이 방문합니다. 인근에는 자동차, 조선, 중화학 산업이 발달한 공업도시 울산이 있습니다. 꽤 다소이너 비바비 발레지 않았으니 아시디에너리마 이외에도 이런 ဒီအပြင်လည်းပဲတဲ့ e ဝဲအဲတဲ့ဆိုတာ e ဆိုတာ d ဝဲဆိုတာအပြင် d အပြင်လည်းပဲเนาะဟန်ကူကေဥရိယရဲ့၃နံတုံးချုပ်ကင်အဒုံဆိုနံပုပလူလာတဲ့၃အရှိဆောအနောက်နံတောင်အတောင်ရှိဖက်ဆိုတော့အရှိတောင်ဖက်ကိုပြောရမှာเนาะအရှိတောင်နံတုံးချုပ်ကင်အရှိတောင်ဘက်မှာရှိနေတော့ 경상도 지방에는 경상도 디자마가로 이외에도 디디네베 우리아의 치다마시니로 경상도 디다마가로래 시다마시도 경상도 디다마가로래 바로 섬유 산업의 도시인 그러 테레롱한 섬유 산업의 테레롱한의 도시 뉴로 인접시도 대구가 있고 대구가 시비로 အဲ့တော့ဒီအပြင်မှာလည်းပဲကိုရီးယားရဲ့အရှိတောင်ဖက်မှာဆိုရင်ကျောင်းဆောင်တို့ဒေတာမှာကတော့ဒီအပြင်ကိုရီးယားနိုင်ငံရဲ့အရှိဒေတာမှာအရှိတောင်ဖက်မှာရှိတော့ကျောင်းဆောင်တို့ဒေတာဖက်မှာကတော့အထယ်လုပ်လုပ်ငန်းအထယ်လိပ်လုပ်ငန်းရဲ့မြို့တော်ဖြစ်တော့ဒေဂူကရှိပြီးတော့ခုနပြောတဲ့ဒုံစောအရှိအနောက်စောစောအနောက်အနောက်တောင်နမ်စောကျုပ်ရဲ့အနောက်တောင်ဖက်ရဲ့ 전라도 지방에는 전라도 대다 마가로 문화와 예술의 문화 인제문의 예술의 루빛냐에 바로 인제문의루빛냐에 도시 유로인 피도 광주레베 광주레베 시발레그래그 안에 부산 정신별에 디에 비마스인 코리아에 바로 시장판마 시래 ကျောင်းဆောင်တို့ဒေတာမှာကတော့ဆရာဝိုင်းပြမယ်เนาะဒါမှစာနေနေလွယ်အောင်လို့ဒီပြမှာဆိုရင်လေကိုရီးယားရဲ့ရှေ့တောင်ဘက်မှာရှိတယ်ကျောင်းဆောင်တို့ဒေတာမှာကတော့ဆရာတို့ဒီအထယ်လေးလုပ်ငန်းမြို့တော်ဖြစ်တဲ့ဒေဂူကရှိပြီးတော့အနောက်တောင်အနောက်တောင်မှာကတော့ဂျိုလာအနောက်တောင်မှာကိုရီးယားနိုင်ငံအနောက်တောင်မှာဖြစ်တဲ့အနောက်တောင်ဒေတာမှာကတော့ ယဉ်ကျေးမှုနဲ့အမှုပညာရဲ့ယဉ်ကျေးမှုနဲ့အမှုပညာရဲ့လို့တော်ဖြစ်တဲ့ဝန်ကျူကရှိနေပါတယ်တော့ဒါလေးကြီးကတော့ဆရာတို့စာပါတော့သင်ပေးရတာပေါ့နော်ဆရာကျွန်တော်တို့မသိဘူးလားဖြစ်မှာဆိုလို့ကျောင်းသားတို့ကများများလားထောင်ရမယ်စာခတ်တယ်ဒါမှမဟုတ်အကြောင်းပို့ပေါ့နော်များများလားထောင်ပေးလိုက်ရင်တော့တအားလွယ်တော့မှာပါနော်များများလေးနားထောင်နားထောင်နားထောင်ငါးခါလောက်နားထောင်လို့ရှိရင်အရေးတော်ဂျိုးလို့ရမယ်နေတွေ့နော်ပြင်းအောင်ပြင်းသေးတယ်ဖြစ်တော့မှာပေါ့နော်ကဲဒါဆိုရင်တော့အဲကျွန်တော်ဆက်လက်ပြီးတော့ဒါလေးတော့ပါမယ် ဒါဆိုရင်ဆရာတို့ဒါလေးကိုဆက်လက်ပြီးတော့သွားတော့မှာဖြစ်ပါတယ်အဲ့တော့ဆရာလည်းနည်းနည်းလေးမောတယ်နော်တမင်းတော့တမင်းလေးတော့နေဆရာနားပါမယ်ကျောင်းတော့တစ်ချက်ကြည့်ပြပါဦးဆရာရည်ရည်တောင်းရင်နားပါမယ်နော် အဲ့တော့ဆရာတို့နည်းနည်းလေးပေါ့နော်အရင်ဆုံးမြန်မာလိုလေးနည်းနည်းလေးဆရာပြန်ပြီးမယ်ပြီးမှကိုရီးယားလိုအစားဆုံးပြန်ပြီးတော့အသေးစိတ်ပြန်ပြီးမယ်เนาะအဲ့တော့ဆရာတို့တစ်ချိန်ထဲမှာပဲတစ်ဆက်ထဲမှာပဲပေါ့နော်ဒါလေးတွေကတော့စာသွားတဲ့ပုံစံဖြစ်တဲ့ကြောင့် champions ဆိုပြီးမှပြန်စတာပါเนาะတစ်ဆက်ထဲမှာလည်းနိုင်ငံကြီးရဲ့တမိုင်းကြောင်းရှိပြတယ်လို့မျိုးဖြစ်နေတဲ့အတွက်ကြောင့် champion တစ်ချိန်ထဲမှာပဲတစ်ဆက်ထဲမှာပဲအဲ့လိုပါပေါ့နော်ဆဲဂျုံဖူပျောချာချီရှင်နံအဲ့တော့သူဆရာတို့ရဲ့ကိုပိုင်အောင်ရှင်ကွန်ရဒေတာ အထူးကိုယ်ဆိုင်ပုံပိုင်အုပ်ချုပ်ခွင့်ရမြို့တော်ဖြစ်တော့ဆဲကျုံကတော့2012ခုနှစ်မှာဆရာတို့ဟင်းကျောင်းအောင်မှုတို့အဲတော့စီမံရေးတာဝန်များကိုဖြူယူချုပ်ကတော့အကျိုးရှိရှိနဲ့ဆွေင်းဟာကီဝီရဲ့ထန်းဆောင်နိုင်ရန်အတွက်နောက်ဆုံးမဟုတ်လုံဆောင်နိုင်ရန်အတွက်မန္တရချင်းပြုလုပ်ထားသောဖန်တီးထားသောဟင်းကျောင်းဂျုံရှင်ဘုတ်ကပ်တို့ရှိတော့တနည်းအားဖြင့်ဆိုတော့ဘတ်ဘတ်ဆောင်တော့အုံရှုပ်ရေးမြို့ပေါ့နော် တို့မို့လေစီမံအုပ်ချုပ်ရေးဗတ်စုံသုံးမြို့ဖြင့်ကျတော်တွေဘာဖြစ်မလဲဆိုရင်ကုပညာရေးဌာနတွေပညာရေးဝန်ကြီးဌာနတွေတို့ပြီးအလုပ်သမားဝန်ကြီးဌာနတွေအစရှိသောအများစုသောကျတော်တွေဂျောင်းဘူးဘူချောဂျောင်းဘူးပူချောဆိုတာကတော့ဆရာအစိုးရဌာနဆိုင်ရာပြင်နေတာပါเนาะအထူးကဆရာဆိုင်ရာတွေတနည်းအားဖြင့်အစိုးရဝန်ကြီးဌာနလို့ပြန်လဲပူကောင်းတာပါเนาะအစိုးရဝန်ကြီးဌာနတွေကတည်ရှိတဲ့ တော့ဒါလေးကိုကျွန်တော်အစားဆုံးလေးပြန်ပြီးတော့တစ်ချက်ပြန်ပေးပါမယ်နော်။စာလေးကနည်းနည်းခက်တဲ့အတွက်ကြောင့်အဲ့တော့စာလေးပြန်ကြည့်ပြီးပါ။တစ်ချိန်တည်းမှာပဲတစ်ဆက်တည်းမှာပဲစေကျုံရဲ့အထူးကိုယ်တိုင်အုပ်ချုပ်မင်းရမြို့တော်ဖြစ်တဲ့မြို့တော်ကတော့2012ခုနှစ်မှာဒီစီမံရေးတာဝန်များကိုအကျိုးရှိရှိနဲ့ထမ်းဆောင်နိုင်ရန်အတွက်ပြုလုပ်ထားသောအကျိုးရှိနဲ့ထမ်းဆောင်နိုင်ရန်အတွက်ပြုလုပ်ထားသောစီမံ အုတ်ချုပ်ရေးဗတ်ဆောင်သုံးမြို့အနေဖြင့်တော့ဘာရှိမလဲဆိုလို့ရှိရင်ပညာရေးဌာနတွေပညာရေးဝန်ကြီးဌာနတွေသမောင်းဝန်ကြီးဌာနတွေတွင်အစရှိတဲ့เนาะအများစုသောအစိုးရဝန်ကြီးဌာနတွေတည်ရှိရဲ့ဒီမှာဆိုရင်ပေါ့เนาะဆက်ပြောမယ်အနီးတဝိုက်အနီးတဝိုက်အဲ့တော့ဆက်လက်ပြီးတော့ပြောပြပါမယ်အနီးတဝိုက်မှာကတော့ကျောင်းဘူးဆွမ်းဘွာကျောင်းဘူးလိုင်းနဲ့ အနီးတစ်ဝိုက်မှာဆိုရင်လည်းဆက်တော့ကျောင်းဘူးလိုင်းကျောင်းဘူးလိုင်းနဲ့ပူနမ်လိုင်းကဖြတ်တန်းသွားလာတော့နော်ကျောင်းဘူးလိုင်းနဲ့ပူနမ်လိုင်းကိုဖြတ်တန်းသွားတော့ကျူထုံဆိုတော့ဆက်တော့ဒီအဲနမ်မဆက်တွေ့ရေးလို့လည်းပြောလို့ရတယ်တေယူမှုဆောင်ရေးနှစ်ကျူထုံကွာခွာဟကေတိတ်ပန်ဆိုင်ရာ ကိုဟာကဲဂျွမ်ချင်းကြီးရဲ့အချက်ချာဖြစ်တဲ့ဒေဂျွန်လေးရှိပါတယ်တဲ့။ဒါစားလေးရတော့နည်းနည်းလေးမြင်လာပါတယ်နော်။အဲ့တော့ဆရာတို့ဇာလနဲ့နဲ့မောပြီးတည်တည်ရှိရှာလေးတလုံးချင်းပဲပြန်ပြီးရှင်းပြတော့မယ်။ဒီမှာပြန်ပြီးခြုံရှင်းပြမယ်။ဆရာတို့ကလေတလုံးချင်းရှင်းပြလို့ရှိရင်ဒီတအားလွယ်တယ်။ကျောင်းသားကိုလည်းနားထောင်ရတာလွယ်တယ်။ဒါပေမဲ့တပိုက်လုံးရဲ့အစာကိုခြုံပြီးနားမလည်ပါဆိုလို့ပါနော်။ဒါကြောင့်မို့ဆရာတို့တစ်ခေါက်ပြန်ပြီးတော့ဘွားကြည့်မယ်။ဟန်ချွန်နဲ့ အဲ့တော့တစ်ဆက်တည်းမှာပဲတစ်ချိန်တည်းမှာပဲဆဲဂျုံထုပြောချာချီရှိနော်ဆဲဂျုံအထူးကိုပိုင်အုပ်ချုပ်ခွင့်ရမြို့တော်ကတော့2012ခုနှစ်မှာအီချွန်ရှစ်အညိုနဲ့ဟင်းဂျုံအမူရစီမံရေးတာဝန်တွေကိုဟေယိုယူကျော့ခရုအကျိုးရှိရှိဆူဟင်းဟာဂီဝီဟဲထန်းဆောင်နိုင်ရန်အတွက် အဲ့တော့ while တုံးဟာတာစုဟင်းဟာတာဒီလိုပဲเนาะလှုပ်ရှားသည်ထန်းဆောင်သည်လှုပ်ဆောင်သည်လှုပ်ဆောင်နိုင်ဖို့အတွက်ဘန္တရောချင်းပြုတ်လှုပ်ထားသောဖန်တီးထားသောမြို့တော်ဖြစ်တဲ့ကြောင့်တပြုတ်လှုပ်ထားသောဟင်းကြောင်တခုချင်းရှင်းပြမယ်เนาะဟင်းကြောင်ဂျုံရှင်စီမံရေးအဓိကဘုတ်ခပ်ပေါင်းစည်းထားတဲ့ဒူရှိမြို့တော်အဲ့တော့ဆရာအဲ့လိုပြန်မယ်เนาะရှုပ်သွားတာပေါ့เนาะအဲ့တော့စီမံအုပ်ချုပ်ရေးဘက်ဆောင်သုံးမြို့လို့သုံးမယ်เนาะ စီမံအုပ်ချုပ်ရေးဘတ်ဆောင်သုံးမြို့ဟိန်ကျောင်းဂျုံရှင်ဘုခပ်ဒူရှိစီမံအုပ်ချုပ်ရေးအထူးမြို့စီမံအုပ်ချုပ်ရေးဘတ်ဆောင်သုံးမြို့ဖြင့်အနေဖြင့်စီမံအုပ်ချုပ်ရေးဘတ်ဆောင်သုံးမြို့အနေဖြင့်ဘာတွေထောက်ခါလဲဆိုရင်ဂျူယူဘူးချေပညာရေးဤဌာနပညာရေးဦးဌာနပြီးပြီဆိုရင်ကိုယုံလို့သုံးဘူး အဲ့တော့ပထမဝိဌာဏဒွန်းအဆရှိတဲ့ဒေဘူဘုန်း ਨੇ အများစုသောချောင်းဘူဘူချောကအစိုးရဝိဌာဏတွေက which here is me that တရှိနေပါတယ်။တစ်ဆက်တည်းမှာပဲဆဲဂျုံအထူးကိုပိုင်အုတ်ချုပ်ခွင်အုတ်ချုပ်ခွင်ရမြို့တော်မှာဆိုရင်2012ခုနှစ်မှာစီမံရေးတာဝန်တွေကိုပုံမူပြီးတော့အချို့ရှိထမ်းဆောင်နိုင်ရဲ့အတွက်ပြုလုပ်ထားတယ်။ဘာကိုပြုလုပ်ထားလဲဆိုလို့ရှိရင်တော့ဒါ ဆိုတော့ဝီးဇနာအကုန်လုံးဖြုတ်ပေါင်းထားတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဗာလဲဆိုစီမံအုပ်ချုပ်ခွင့်ရဘတ်ဆောင်တော့မြို့ပြုတ်လုပ်ထားတယ်အဲ့ဒီမှာဆိုရင်ဘာရှိလဲဆိုရင်ဂျူယူပူတွေဘူယုံတို့သုံးဘူးပြီးရင်အစရှိတဲ့ဆိုရဝန်ကြီးဌာနတွေကတည်ရှိတယ်ဒါမျိုးလေးပေါ့နော်အင်္ဂနေနောအဲ့တော့အင်္ဂနေနောဆိုတော့အနီတဝိုက်မှာကတော့အနီတဝိုက်မှာကတော့ဂျောင်းဘူးဆွန်ကွာဂျောင်းဘူးလိုင်းကြီးနဲ့ဖိုနမ်ဆွန်နီဖိုနမ်လိုင်းကဂျောင်းဘူးလိုင်းနဲ့ ဆရာတို့ဒီပုံနမ်းလိုင်းကဖြတ်တန်းရဖြတ်တန်းသွားလာတော့ဂျီနာကနော်ဖြတ်တန်းသွားလာတော့အဲဆရာစာတလန်ပြတန်းပြမယ်ဆိုလို့ရှိရင်တော့တဲယူပို့ဆောင်နေတော့တော့တဲယူပို့ဆောင်နေတော့ပြုံသုံးกว่าလမ်းမကြီးသမဟုတ်လို့ရှိရင်လည်းအဲလမ်းသမဟုတ်လည်းဖြတ်တန်းသွားလာတဲ့လမ်းအဲတဲယူပို့ဆောင်ရင်လမ်းဖြတ်တန်းသွားလာတဲ့လမ်းနှင့်ဝါဟကဲချုံစင်ဂျီအင်းသိပ္ပံပညာရဲ့သိပ္ပံပညာရဲ့အချက်ချာချတော့ ိပ္ပံဆိုင်ရာအချက်အချာပြတော့အချက်အချာကြတော့ဒေဂျွန်လည်းရှိပါတယ်ဆိုလို့ရှိရင်တော့ဆိုရင်တော့ကိုရီးယားနိုင်ငံမှာတော့ဘာမျိုးဘာမျိုးရှိဘာတွေဘာတွေရှိတယ်ဘယ်နေရာမှာတော့ဘာတွေထွက်တယ်ဘာတွေလုံးလို့ရတယ်ဒါရီကိုရှင်းပြရှင်းတာပါเนาะတစ်ဆက်တည်းပြောရမယ်ဆိုလို့ရှိရင်ကိုရီးယားရဲ့အထူးကိုပိုင်အုပ်ချုပ်ပင်ရမြို့တော်ဖြစ်တဲ့ဆဲကျုံမှာဆိုရင်2012ခုနှစ်မှာဆိုရင်เนาะအစိုးရနဲ့ပတ်သက်တဲ့စီမံရေးတာဝန်များကိုအကျိုးရှိရှိထမ်းဆောင်နိုင်ရန်အတွက်ပြုလုပ်ထားတဲ့ အထူးမြို့တော်ကြီးဖြစ်တဲ့စုမံအုပ်ချုပ်ရေးဘတ်စုံတို့မြို့မှာဆိုရင်ပညာရေးဝန်ထမ်းသားတွေအလုံးမခင် sorry အလုံးမဝန်ထမ်းသားတွေတော့အဆရှိတဲ့အများစုသောအစိုးရဝန်ကြီးဌာနတွေတည်ရှိတယ်အဲ့ဒီဘယ်မှာလဲဆိုရင်စဲကျုံတပြောရှိမှာစဲကျုံအထူးကိုပိုင်အုပ်ချုပ်ဖွင့်ရမြို့တော်မှာဆိုရင်ပြီးပြီဆိုအနီးနားမှာဆိုလို့ရှိရင်အဲ့ဒီရဲ့စဲကျုံရဲ့အနီးနားမှာစဲကျုံမြို့ရဲ့အနီးနားမှာဆိုလို့ရှိရင်လည်းပဲကြောင်းသူ line နဲ့ပုံနှန်း line ကို ဖြတ်တန်းသွားနေတော့တည်ယူပို့ဆောင်ရေးလမ်းမကြီးနဲ့တိတ်ပံပညာကြီးရဲ့အဆက်ရှာကြတဲ့ဒေဂျွန်မြို့ကြီးကတည်ရှိပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီနေ့ရှင်းပြတဲ့စာရဲ့မှာဆိုရင်ဒါလုံးဝလုံးဝကိုပါသွားပြီကျောင်းသားတို့အနေနဲ့ပထမဆုံးနားထောင်တဲ့အခါမှာစာကြီးကထပ်နေလိမ့်မယ်ဒါပေမဲ့ဆရာဖြစ်စီရှင်တဲ့စာသားဒီရစရာမလိုဘူးနားထောင်မယ်နားထောင်မယ်မြင်များနားထောင်မယ်တဖြည်းဖြည်းနဲ့လွယ်လွယ်ကူကူလေးရလာမယ်ပြီးပြီဆိုရင် meaning စာအုပ်လေးတွေအဲလုပ်မယ်ပေါ့နော်အလောလောဆယ်မှာဆိုရင်တော့ဒါဆရာတို့ meaning စာအုပ်မကြခင်မှာဒီအစ်စ်အတွက်ဖတ်ရှိတော့ပါပေါ့နော်2025ခုနှစ်နှစ်လပိုင်းလောက်ဆိုရင်တော့ဖတ်ရှိပြီ meaning စာအုပ်ဖတ်ပါပြီနော်ကဲဒါဆိုရင်တော့ပြီးတော့ပါပြီခင်ဗျာ